မြန်မာစစ်တပ်နဲ့မြောက်ကိုရီးယားကြားစစ်လက်နက်နဲ့နှိပညာရောင်းဝယ်ပြုလုပ်မှုမှာအဓိကချိတ်ဆက်ဆောင်ရွက်ပေးနေတဲ့မြန်မာလက်နက်ပွဲစားကုမ္ပဏီတစ်ခုမြောက်ကိုရီးယားနိုင်ငံသား2ဦးနဲ့မြန်မာ3ဦးတို့ကိုအမေရိကန်ကစက်တင်ဘာ25ရက်မှာရေးဦးတန်းခတ်ပိတ်ဆို့မှုတွေပြုလုပ်လိုက်ပါတယ်။အမေရိကန်ဗန္နာရေးဌာနနိုင်ငံသားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံ OFAC ကလှုပ်ဆောင်လိုက်တာလည်းဖြစ်ပါတယ်။အရေးဦးတန်းခတ်ပိတ်ဆို့ခံရသူတွေဟာမြောက်ကိုရီးယားဆိုရပိုင်လက်နက်ရောင်းဝယ်ရေးဖွဲ့စည်းကော်မတီ မြောက်ကိုရီးယားထောက်လန်းရေးနဲ့ငွေကြေးဆိုင်ရာစီမံခန့်ခွဲရေးဘျူရို RGB တို့ကမြောက်ကိုရီးယားနိုင်ငံသား၂ဦး Ryan Shinley ကုမ္ပဏီနဲ့ဒီကုမ္ပဏီရဲ့အမှုဆောင်အရာရှေ့ချုပ်ဦးတင်မျိုးအောင်ဒါရိုက်တာကျော်သူမျိုးမြင့်နဲ့ကုမ္ပဏီဝန်ထမ်းဦးအောင်ကူကူဦးတို့ဖြစ်ကြပါတယ်။ American ဘက်ကဒီလိုပိတ်ဆို့လိုက်ရတာဟာလူပေါင်းများစွာကိုတေကြည်စေတဲ့လက်နက်တွေအယောင်ဝယ်ပြုလုပ်ရေးကနေမြောက်ကိုရီးယားဝင်ငွေရရှိနေမှုတွေကိုဖျက်တောက်ဖို့နဲ့မြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကိုဖြစ်ပေါ်စေတဲ့ လက်လက်ရောင်းဝယ်ထောက်ပံ့မှုတွေကိုဟန့်တားနိုင်မှုရည်ရွယ်တယ်လို့လည်းဆိုပါတယ်မြန်မာနိုင်ငံရန်ကုန်မြို့ခြေစာရယ်ရှွန်းလက်ကုမ္ပဏီဟာမြောက်ကိုရီးယားရုရှားနဲ့ဆာဗီးယားနိုင်ငံတွေကနေမြန်မာလေတပ်မှအဓိကလိုအပ်နေတဲ့စစ်ပတ်ဆိုင်ရာအသုံးဆောင် လက်နက်တွေနဲ့နှိပညာတွေကိုဝယ်ယူပေးနေတဲ့လက်နက်ပွဲစားကုမ္ပဏီတစ်ခုဖြစ်ကြောင်းသိရပါဗျ။မြန်မာစစ်တပ်နဲ့မြောက်ကိုရီးယားဆက်ဆံရေးအတွက်အဓိကအလုပ်လုပ်ပေးနေပြီး2022ခုနှစ်ကစတင်လို့မြောက်ကိုရီးယားဆိုရပိုင်းကိုမင်းနဲ့ပူးပေါင်းပြီးစစ်မြေလေကြောင်းပုံတွေဘုံလန်းညုံကရိယာတွေနဲ့လေကြောင်းစောင့်ကြည့်ရေးကရိယာတွေနှိပညာတွေဝယ်ယူပေးခဲ့တယ်လို့လည်းသိရပါဗျ။ဒီလက်နက်ဝယ်ယူရောင်းချမှုတွေအတွက်လိုအပ်တဲ့တွဲဆောင်မှုတွေကိုပြုံနိုင်ငံကနေတစင်လှောက်ဆောင်နေလို့လည်း လိလာဆောင်ကြည့်သူတွေကဆိုပါတယ်မြန်မာစစ်တပ်အတွက်စစ်လက်နက်ဝယ်ယူပေးမှုတွေကြောင့်သူ့ကိုပြစ်တင်ကနေဒါနဲ့ဥရောပသမဂ္ဂ EU အမေရိကန်တို့ကရေးဥတန်းခပိတ်ဆို့ထားတာလည်းဖြစ်ပါတယ် The Royal Shonlet Company ရဲ့တရားဝင်နာမည်ကတော့ Progress Technology Support Company ဖြစ်ပါတယ်2023ဒီဇင်ဘာမှာဥရောပသမဂ္ဂ EU 2024အောက်တိုဘာတွင်မှာပြစ်တင်တဲ့ကနေဒါတွေကနေပိတ်ဆို့အရေးယူထားပြီး စစ်ဆိုးရကိုလက်နက်ထောက်ပံ့ပေးရမှာပါဝင်တယ်လို့ထင်ရှားတာကြောင့်အရေးယူခံရတာပါမြန်မာစစ်တပ်ဟာလေကြောင်းဘုံတွေကိုကိုယ်တိုင်ထုတ်လုပ်ပေမဲ့လည်းပြစ်မှတ်တွေကိုနီးစနစ်ပုံပုံတိကျစေမဲ့နီးပညာကိုရှာဖွေနေခဲ့တာဖြစ်ပြီးတော့ဒီကုမ္ပဏီတွေကိုကူညီပံ့ပိုးပေးနေခဲ့တာပါစစ်တပ်နဲ့မြောက်ကိုရီးယားကြားဒီကာလတွေအတွင်းလက်နက်အယောင်းဝယ်ကိစ္စတွေကိုဘယ်လိုလုပ်နေကြတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမသိရပေမဲ့မြောက်ကိုရီးယားအစိုးရရဲ့အထူးကနိုင်ငံခြားလက်နက်ရောင်းချတဲ့အဖွဲ့အစည်း ကိုရီးယား Mining Development Training Corporation ကိုမစ်နဲ့စစ်တပ်ကြားမှာတော့ဆက်သွယ်ပြက်နေတာလုံးဝမရှိဘူးဆိုတာကိုညွန်ပြနေတာဖြစ်ပါတယ်ပြီးခဲ့တဲ့စက်တဘာ3ရက်စစ်ကောင်းဆောင်ရဲ့တရုတ်ခီးစံမှာမြောက်ကိုရီးယားကောင်းဆောင်ကင်ဂျုံအွန်းနဲ့ခီးသွွားဟန်လွဲတွေ့ဆုံခွင့်ရခဲ့ပါတယ် ဒီတွဆောင်မှုဟာပြီးခဲ့တဲ့2018ခုနှစ်အမေရိကန်ပြောင်းစုရဲ့ဖိအားပေးမှုကြောင့်မြန်မာဘက်ကရပ်ဆိုင်းလိုက်တဲ့မြောက်ကိုရီးယားမြန်မာဆက်ဆံရေးနောက်ပိုင်းပထမဆုံးချိန်ပြင်မာလူချင်းတွဲဆောင်ခဲ့တာဖြစ်ပါတယ်။မြောက်ကိုရီးယားနဲ့ကသူတို့အစ်စစ်ဘက်နဲ့တခြားဤပညာကဏ္ဍတွေမှာတော့အော်ထိတိဆက်ဆံမှုတွေတော်များရှိလာခဲ့တာပေါ့။လက်နဲ့အကြောင်းဝယ်လည်းဆက်ဆက်တာရှိတယ်။စလက်နဲ့ဤပညာအလွှဲပြောင်းနေလည်းရှိတယ်။ဒီအနာသိမ့်နောက်ပိုင်းမှာတော့သူတို့အဆက်ဆက်နဲ့ပြန်ရှိလာတယ်လို့ လည်းပြီးရတယ်ကြားရတယ်ပေါ့နော်ဟိုဒီအပြင်ကိုပြီးခဲ့တဲ့တရုတ်ကြီးစင်မှာလည်းမြောင်းနိုင်ငံဟိုလည်းမြောက်ကိုရီးယားကောင်းဆောင်နဲ့တွေ့ရတာမျိုးလည်းရှိတယ်ဆိုတော့အဲနောက်နိုင်ငံခြေရေးဆက်ဆံမှုတွေဒီအနာသိမ်းနောက်ပိုင်းမှာပြန်ချိန်လာတဲ့ဟာတွေပြန်တိုးမြင့်လာတဲ့ဟာတွေတချို့ဟာတွေပြန်ပြီးတော့ပေါင်းဆက်လာတဲ့ဟာတွေရှိမထင်နဲ့ပေါ့နော်1983ခုနှစ်အာဇာနည်ပိမရဲ့ဘုံဖောက်ခွဲမှုဟာမြောက်ကိုရီးယားလက်ချက်ဖြစ်တဲ့ဆိုတာဖော်ထုတ်တွေ့ရှိခဲ့ပြီးတဲ့နောက်ပိုင်းမှာ မြောက်ကိုရီးယားနဲ့မြန်မာအကြားတန်တမန်ဆက်ဆံရေးတခန့်ရက်သွားခဲ့ကြပါတယ်။ဆန်နာရှင်ရဦးတန်းရွှေလက်ထံ2008ခုနှစ်မှာမြောက်ကိုရီးယားနဲ့မြန်မာအကြားကတန်တမန်ဆက်ဆံရေးကိုပြန်လည်သက်သွင်းခဲ့ပြီးမြန်မာစစ်တပ်ကစစ်မြင့်စစ်ဗိုလ်ချုပ်ကြီးတွေမြောက်ကိုရီးယားကိုတွားရောက်တာမြောက်ကိုရီးယားကစစ်ဘက်ဆိုင်ရာပညာရှင်တွေမြန်မာကိုရောက်လာပြီးလိုအပ်စီမံကိန်းတွေလှုပ်ဆောင်ခဲ့ကြတဲ့အထိဆက်ဆံရေးတွေကျပြန့်ခဲ့ကြတယ်လို့လည်းဆိုပါရစေ။၂၀၀၈ခုနှစ်နိုဝင်ဘာလမှာတမရော်ကြီးရည်လေးညှိနှိုင်းကုတ်ကဲရင်မှုအဖြစ် ဲ့ဒီကာလမှာတာဝန်ယူခဲ့တဲ့ဗိုလ်ချုပ်ကြီးသူရရွှေမန်းကျုပ်နိုင်ငံကနေစင်မြောက်ကိုရီးယားနိုင်ငံပြုံရဲမျိုးတော်ကိုလှုပ်ဝက်ခီးစဉ်အဖြစ်နဲ့ခုနှစ်အသွားရောက်ခဲ့ပြီးနိုင်ငံနားလည်မှုစာချုပ်လွှာအချို့ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်စစ်တပ်တမတော်ကာကွယ်ပစ္စည်းစက်ရုံကပါစာတွေနီးပညာမြင့်စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုတွေပဲထိန်တုံးစနစ်တွေအစစ်မြင့်စစ်ဘက်သုံးလက်နက်ထုတ်လုပ်ရေးတွေပါဝင်ယူကလီးယားသုတေသနအစီအစဉ်တွေမြေဥမင်လိုင်ကောင်တူဖို့ရေးတွေအထိ မြန်မာစစ်တပ်နဲ့မြောက်ကိုရီးယားကြားမှာကြည်ကြဲပြည့်ပြတ်ပူးတဲ့လှုပ်ဆောင်ခဲ့ကြတယ်လို့လည်းဆိုပါတယ်။မြောက်ကိုရီးယားပညာရှင်တွေရှိတဲ့အတွက်သူမြောက်ကိုရီးယားနဲ့ပညာရှင်တွေအတူပူးပေါင်းပြီးတော့ဒီဟိုကျွန်တော်ဒီ TI စစ်သားတွေနဲ့အတူတွဲပြီးအလုပ်လုပ်ကြတာပေါ့သူတို့ကကျွန်တော်တို့ကိုလည်းနဲ့တက်စင်တာတွေကိုပြစ်ခတ်ဆက်တက်တာတွေရောအဆအဆုံးပေါ့နော်ဟိုဟိုအဆအနေပြီးတော့ဒီ final final ဒီကုံကျော်ဖြစ်တဲ့အထိသူကတင်ကြားတယ်ပေါ့တင်ပေးတယ်ပေါ့တင်ပေးတယ် သူတို့ကိုယ်တိုင်စမ်းသပ်ပြီးပြစ်ခတ်ပြီးတော့နောက်ဆုံးပြည်တန်းမှာဒီအသုံးပြုလို့ရတဲ့လက်နက်တစ်ခုဖြစ်ဒီမြောက်ကိုရီးယားနေပညာရှင်တွေနဲ့ပဲမျိုးဒီကာလာစစ်သားတွေနဲ့ပူးပေါင်းရေလှုပ်လှုပ်တဲ့အဆင့်အဟွာလည်းရှိတယ်အပြီးနောက်တစ်ခုကအဲ့ဒီ project တွေကိုဝယ်တော့ရတယ်ကသူစာချုပ်မှာတည်းကသူကပညာရှင်တွေကိုပါသူကအတူတကမထည့်ပေးဖို့ဆိုတဲ့သူဟိုပါဘယ်နော် plan တွေပါတယ်ကျွန်တော်နေခဲ့တဲ့တက်မှာဆိုရင်ကျွန်တော်တို့ကဒီ MLS ဆိုတဲ့ rocket တွေ rocket ထုတ်တဲ့အခါမှာသူတို့ရှိရနေပြီးတော့မြောက်ကိုရီးယားမိတ်ပေါ့နော်မြောက်ကိုရီးယားကနေပြီးတော့ဒီထုတ်လို့ထားတဲ့ rocket တွေလည်းပါလာတယ်ပေါ့နော်ပါလာတယ်သူတို့ပြီးရင်တိခတ်တဲ့ gun တွေလည်းပါလာတယ်ပြီးရင်ပညာရှင်တွေပေါ့နော်ဒီ electronic ပညာရှင်တို့ magnetronic ဒီကျွန်တော်ဒီဟိုဘယ်လိုပြောကျွန်တော်ဒီအပြင်မှာပြောရင်တော့ဒီတွင်ကုန်တွင်ကုန်ပညာရှင်တွေပေါ့ဗျာသင်တို့အဲ့လိုပညာရှင်တွေပါတယ်ပြီးရင်ရမ်းမိုင်းဆိုင်ရာသူပညာရှင်တွေပါတယ်ပြစ်ခတ်တဲ့ကန်နာတွေပါတယ် အဲ့လိုအပွက်လိုက်ပြီးလူကအကုန်လုံးသူ့သူ့ဆိုင်ရဆိုင်ရနဲ့ပညာရှင်တွေအကုန်လုံးပါလာတယ်ဦးသိန်းစိန်စိုးကလက်ထက်မှာတော့နိုင်ငံတကာနဲ့ဆက်ဆံရေးကိုတိုးမြှင့်ဖို့အဓိကဦးစားပေးဆောင်ရွက်ခဲ့လို့အမေရိကန်နဲ့နိုင်ငံတကာသဘောမကျတဲ့မြောက်ကိုရီးယားနဲ့မြန်မာနှစ်နိုင်ငံကြားဆက်ဆံရေးကိုရှော့ချခဲ့တယ်လို့လည်းသိရပါဗျ။ဒါပေမဲ့စစ်တပ်နဲ့တော့ဆက်ဆံရေးဆက်လက်ရှိနေခဲ့ပြီးမြောက်ကိုရီးယားပညာရှင်တွေစစ်ဘက်ဆိုင်ရာအရာရှိတွေမြန်မာထဲဝင်ထွက်သွားလာမှုတွေရှိနေစေဖြစ်ပြီ 2011ခုနှစ်မှာပျော်ရန်ကော်ရွန်မြောက်ကိုရီးယားစားတောက်ဆိုင်ကိုဗဟန်းမြူနယ်ဆီယာဆန်လမ်းမှာဖွင့်ခဲ့ပါသေးတယ်။အမျိုးသားဒီမိုကရေစီအစိုးရ NLD လက်ထက်2018ခုနှစ်မှာတော့အမေရိကန်ဖိအားပေးမှုကြောင့်မြောက်ကိုရီးယားနဲ့ဆက်ဆံရေးကိုရပ်ဆိုင်းခဲ့ပြီးမြောက်ကိုရီးယားစစ်ဘက်အရာရှိတွေနဲ့ပညာရှင်တွေရဲ့နေထိုင်ခွင့်ဗီဇာတွေကိုဆက်ခွင့်မပြုတော့တာနိုင်ငံဆက်ဆံရေးကိုရပ်ဆိုင်းနာတွေပါဝင်မြောက်ကိုရီးယားစားတောက်ဆိုင်ကိုပါ2018ခုနှစ်မှာပိတ်သိမ်းမှုညွှန်ကြားခဲ့ပြီး နှစ်နိုင်ငံဆန်ရေးကိုရဆိုင်ခဲ့တာပါ။ဒါပေမဲ့လည်း2021ဆန်နာသိမ်းပြီးနောက်ပိုင်းမှာတော့ဒီဆက်ဆန်ရေးကိုစစ်တပ်ဘက်ကပြန်လည်ဆက်တင်ခဲ့ပြီးမြောက်ကိုရီးယားစီကနေအစင်မြေလက်နက်ထုတ်လုပ်ရေးနည်းပညာတွေစစ်မြေဘုံလက်နက်နဲ့ပဲထိန်တုံးစနစ်တွေဝယ်ယူရေးထုတ်လုပ်ရေးတွေပူးပေါင်းဆောင်ရွက်ဖို့နဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးတွေအထိလှုပ်ဆောင်မှုကြိုးပမ်းမှုတွေရှိနေတယ်လို့လည်းလိလာဆောင်ကြည့်သူတွေကပြောပါရတယ်။